မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်မေလ3ရက်နေ့ညပိုင်းမှာတင်ပြပေးမယ် Radio NUG ရဲ့ညပိုင်းပြည်တွင်းသတင်းများကိုဖတ်ကြားတင်ပြပေးသွားတော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးတစ်ပုဒ်အနေနဲ့စစ်တပ်ကဖမ်းဆီးထားတဲ့သတင်းသမားတွေအားလုံးကိုအ мян ဆုံးပြန်လွှတ်ပေးဖို့ UK အစိုးရတောင်းဆိုတဲ့သတင်းကိုတင်ပြပေးပါမယ်အကြံပေးစစ်တပ်ကဖမ်းဆီးထားတဲ့တရင်သမားတွေအားလုံးကိုအ мян ဆုံးပြန်လွှတ်ပေးဖို့ UK အစိုးရကတောင်းဆိုလိုက်တာပါ ဒီကနေ့မေလ3ရက်နေ့မှာကြာရောက်တဲ့နိုင်ငံတကာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့မှာ UK အစိုးရကတောင်းဆိုလိုက်တာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့သတင်းမီဒီယာလွတ်လပ်ခွင့်အခြေအနေဟာအလွန်ဆိုးရွားနေပြီးတော့ကမ္ဘာပေါ်မှာစာနယ်ဇင်းသတင်းသမားတွေကိုဖန်ဆီးထိန်းသိမ်းမှုဟာလေဒုတိယအများဆုံးနိုင်ငံဖြစ်နေတယ်လို့ဆိုပါတယ်။နေစည်းမခြားသတင်းထောက်များအဖွဲ့ Reporters Without Borders RSF ကထုတ်ပြန်တဲ့2024ခုနှစ်ကမ္ဘာစားနေစဉ်လွတ်လပ်မှုအညွှန်းကိန်းအရာနိုင်ငံပေါင်း180မှာမြန်မာနိုင်ငံဟာအဆင့်181မှာရပ်တည်နေတယ်လို့သိရပါတယ်။အင်တာနက်အသုံးပြုခွင့်တွေဆက်လက်ကန့်သတ်ထားခြင်းဟာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေအချက်အလက်တွေစုဆောင်းရမှာနှောင့်နှေးမှုတွေဖြစ်ပေါ်စေတယ်လို့အချိန်နဲ့တပြေးညီငလျင်တုံ့ပြန်ရေးလုပ်ငန်းတွေဆောင်ရွက်ရမှာလေအဟန့်အတားဖြစ်စေတယ်လို့ထောက်ပြထားပါတယ်။ မီဒီယာကန်တာဟာလွတ်လပ်စွာသတင်းထုတ်ဖော်ခွင့်ရှိရမှာဖြစ်တယ်လို့လည်းအသိပေးထားပါတယ်။မြန်မာပြည်သူတွေသတင်းလက်လန်းမိနိုင်ခြင်းအပေါ်မြန်မာစစ်တပ်ကဖိနှိပ်ထားတာကို UK အစိုးရကရှုတ်ချလိုက်ပြီးတော့ဖန်စီထိမ့်သိမ်းခံထားရတဲ့သတင်းသမားတွေအားလုံးကိုအမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုလိုက်တာဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်ပြီးဟာခါမှာအယက်သားဟန်ဆောင်ပြီးတော့တရင်ထောက်လှမ်းနေတဲ့ရိတ်နှူဖမ်းမိတဲ့တရင်ကိုတင်ပြပေးပါမယ်။ချင်းပြည်နယ်ဟာခါမြို့မှာအယက်သားပြည်သူဟန်ဆောင်ပြီးတရင်ထောက်လှမ်းနေတဲ့ရိတ်နှယောက်ကိုဖမ်းဆီးရမိခဲ့တယ်လို့ချင်းလန်ဒက်ဖန့်စ်ဖော့စ်ဟာခါကမနေ့ကမေလ2ရက်နေ့ညပိုင်းမှာထုတ်ပြန်ပါတယ်။ဟာဂါမျိုးမှာအယက်သားပြည်သူဟန်ဆောင်ပြီးတရင်ထောက်လှမ်းနေတဲ့အချမ်းပဲစစ်ကောင်စီလက်အောက်ခံရဲနှစ်ယောက်ကိုမေလတရနေ့ကဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ချင်းလန် Defense Force ဟာခါဟာအေဗီလာ21ရက်နေ့တုန်းကလည်းအပြစ်မဲ့ပြည်သူတွေကိုလက်နက်အားကိုးနဲ့ချင်းချောင်းငွေညှင့်နေတဲ့ရဲနှစ်ယောက်ကိုလည်းဖမ်းဆီးထိန်းသိမ်းခဲ့သေးတယ်လို့သိရပါတယ်။ CDF ဟာခါအနေနဲ့အပြစ်မဲ့ပြည်သူတွေကိုဒုက္ခမျိုးစုံပေးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလိုင်းလံအေးအေးယူသွားမယ်လို့ထုတ်ပြန်ထားပါတယ်။ စစ်ကောင်စီလက်အောက်မှာတာဝန်မထမ်းဆောင်ကျင်တော့လို့ပြည်သူရင်တွင်ခိုးလုံလိုသူတွေကိုလည်းကြိုးစုနေမှာဖြစ်ပြီးတော့လုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူပို့ဆောင်ပေးမယ်လို့လည်းချင်းလန်ဒက်ဖန့်စ်ဖို့ဟာခါကအသိပေးကြေညာထားပါရယ်ခင်ဗျာဆလဘီဆွေးနွေးပွဲမှာအောင်မြင်ဘူးလို့ TNL ဘက်ကသတင်းထုတ်ပြန်ပြီးတဲ့နောက်စစ်ကောင်စီမိုးကုံမြို့နယ်ကိုဘုံကျဲတဲ့သတင်းကိုတင်ပြပေးပါမယ်။ တရုတ်နိုင်ငံကုမင်းမြို့မှာစစ်ကောင်စီနဲ့နှစ်ရက်တာတွေ့ဆုံခဲ့တဲ့ဆွေးနွေးပွဲမှာအောင်မြင်ဘူးလို့ TNL ဘက်ကသတင်းထုတ်ပြန်ပြီးချိန်မှာမိုးကုတ်အရှိပိုင်းနဲ့အနောက်ပိုင်းကကျေးရွာတွေကိုစစ်ကောင်စီကတိုက်လေရင်နဲ့ပုံကျဲတိုက်ခိုက်သွားတယ်လို့ဒေသသတင်းရင်းမြစ်တွေကပြောပါရီတအောင်တက်မတော် TNL သိမ့်ပိုက်ထိန်းချုပ်ထားတဲ့မိုးကုတ်မြို့အရှိပိုင်းကဗဟင်းရွာနဲ့မြို့အနောက်ပိုင်းကအုတ်အင်းရွာတို့ကိုစစ်ကောင်စီကမနေ့ကမေလ2ရက်နေ့ည7:48မိနစ်အချိန်ကမှာ လေကြောင်းကနေတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ဒီတိုက်ခိုက်ခံရမှုဖြစ်စဉ်မှာလူထိခိုက်မှုမရှိပေမဲ့အုတ်အင်းရွာဓမယုံအပါဝင်အိမ်တွေနဲ့အဆောက်အုံအချို့ထိခိုက်ပျက်စီးသွားတယ်လို့ဒေသနေပြည်သူတွေနဲ့ဒေသအခြေဆိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ကပြောပြထားပါတယ်။တရုတ်နိုင်ငံရဲ့ဂျားဝင်စီစဉ်ပေးမှုနဲ့စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ TNL ဘက်ကဒုတိယဘူချုပ်ကြီးတားချုပ်ကြားဦးဆောင်နဲ့ကိုစလဲအဖွဲ့တို့ကုမင်းမြို့မှာအေဗီလာ28နဲ့29ရက်နေ့တို့မှာတွေ့ဆုံခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်စီဘက်က TNL တပ်တွေတင်ပိုက်ထိ ंछ ုပ်ထားတဲ့ နောင်ချူကြောင်မင်းတီပေါ်မိုးကုတ်မိုးမိတ်စတဲ့ဒေသတွေကနေပလောင်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့နမ်ဆန်နဲ့မန်တုံမြို့နယ်အတွင်းထိပြန်လည်ဆုတ်ခွာပေးဖို့တောင်းဆိုလာတာကို TNL ကိုယ်စားလှယ်တွေကသဘောမတူတဲ့အတွက်ကြောင့်ဆူနေပွဲပြက်ပြဲသွားတယ်လို့ TNL ကမနေ့ကနေ့လယ်ပိုင်းမှာထုတ်ပြန်ခဲ့ပါတယ်စစ်ကောင်စီဘက်ကလေကြောင်းတိုက်ခိုက်မှုတွေထတ်တူးလုလာနိုင်တဲ့အတွက်ကြောင့် TNL တပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ဒေသတွေမှာနေထိုင်ကြတဲ့ပြည်သူလူထုအနေနဲ့လူစီကားရနေရာတွေ အထူးသဖြင့်ဘာသာရေးအဆောက်အုံစီးုံစည်းကမ်းနဲ့စာတင်ကျောင်းလူနေရာတွေကိုရှောင်ရှားတင်ပြီးတော့မိမိတို့နေထိုင်ရာနေရာတွေမှာဘုံကူချင်းတွေအခိုင်အမာဆောက်လုပ်ထားတဲ့နေလူတော်လိုင်းအင်အားစုတွေကတိုက်တွန်းနှိုးဆော်ထားပါတယ်ခင်ဗျာဆလပီအေဘီလာအတွင်တအောင်ပြည်အတွင်းမှာရှိတဲ့ကျေးရွာ၅ရွာမှာအခြေခံတအောင်ယုံသုံးစာတင်နန်းဖွင့်လှစ်နိုင်ခဲ့တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်တအောင်ပြည်နမ်ခမ်း မန်တုံမုံမိတ်နဲ့မိုးကုံမြို့နယ်တို့မှာရှိတဲ့ကျေးရွာ၅ရွာမှာတအောင်းစာအဖွဲ့ TLE ကအခြေခံတအောင်းယုံသုံးစာတင်နန်းဖွင့်နေတင် जा ပေးနိုင်ခဲ့တယ်လို့ PSNLF TNL တရင်နဲ့ပြန်ကြားရေးဌာနကပြောကြားထားပါတယ်။နမ်ခမ်းမြို့နယ်ကကောင်းခေးကျေးရွာ၊မန်လုံကျေးရွာ၊မန်တုံမြို့နယ်ကရေပုံကျေးရွာ၊မုံမိတ်မြို့နယ်ကပလောင်ကုန်းကျေးရွာနဲ့မိုးကုံမြို့နယ်ကဗရံများရှိုးကျေးရွာတို့မှာအခြေခံတအောင်းယုံသုံးစာတင်နန်းဖွင့်နေတင် जा ပေးခဲ့တာလို့ဆိုပါတယ်။ အဲ့ဒီတင်နန်းတွေမှာခြေရွာတွေကတင်နန်းသား220ဦးနဲ့တင်နန်းသူ345ဦးတက်ရောက်တင် जा ခဲ့ပြီးတော့တင်နန်းပြီးမြောက်ကြောင်းတင်နန်းစင်းလက်မှတ်တွေချင်းမြင်ပေးအပ်ခဲ့တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မလအတွင်းကလည်းတအောင်းစာအဖွဲ့ TLE ဟာနမ်ဆန်မြို့နယ်နဲ့မိုင်းကောမြို့နယ်တို့ကကျောင်းသားကျောင်းသူ246ဦးကိုအခြေခံတအောင်းယုံသုံးစာတင်နန်းဖွင့်လှစ်တင် जा ပေးခဲ့တယ်လို့ PSLF TNL တရင်းနဲ့ပြန်ကြားရေးဌာနမှတ်တမ်းအရသိရပါတယ်။ အခြေခံတအောင်းယုံသုံးစာတင်နန်းဖွင့်လင်းရတာဟာတအောင်းယုံသုံးစာစကားပြန်ပွားရေး တအောင်မျိုးနွယ်စုများစကလုံးအတုံးနှုံးဝေါ်ဝါဒတူညီခြင်းတအောင်ပညာရေးဌာနဆိုင်ရာတအောင်စာပေထည့်သွင်းတင်ကြားနိုင်ခြင်းတအောင်မိခင်ဘာသာစကားမပြောက်ပြက်ခြင်းတအောင်ဖွဲ့စည်းဌာနဆိုင်ရာဝန်ထမ်းများနဲ့ယုံဌာနတိုင်းတအောင်ယုံသုံးစာဘာသာအတုံးပြုနိုင်ခြင်းတအောင်စာအုပ်စာပေပုံနှိပ်မဂ္ဂဇင်းစာအုပ်များထုတ်ဝေနိုင်ခြင်းတအောင်ပညာရေးကျောင်းတွေမှာတအောင်စာပေဘာသာရက်တွေပုံမူတင်ကြားပေးနိုင်ရန်ဆရာဆရာမဝန်ထမ်းများမွေးထုတ်နိုင်ရန်စတဲ့ရည်ရွယ်ချက်တွေနဲ့ ဖွင့်လှစ်တင် जा ပေးခဲ့တာလို့လည်းသိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ